ဖြစ်ရမှန်ဇလန်းလေးကိုတော့အခြေခံရေးသားဖော်ပြထားပါရဲ့ရှင်။ ဒေါ်သီးဆိုတာကတော့ကျုပ်ရဲ့အတော်ပါ။ဘာသာတရားအလွန်လိုက်စားတဲ့သူတယောက်ဆိုရင်လည်းမမားပါဘူး။လူချစ်လူခဲလည်းအင်မတန်မှပေါ်တာ။ဖျားဘူးသွားပြီဆိုလို့ကတော့ဒေါ်သီးကအရှိဆုံးကပဲ။သူ့မှာသမီးနှစ်ယောက်သားတယောက်ရှိတယ်။ဒေါ်သီးကသားသမီးရတာလဲကံမကောင်းမှုဆိုရမယ်။သားကတော့အရက်နာကြပြီးတေဆုံးသွားပြီ။သမီးအကြီးကတော့အိမ်အောင်30ရှိပြီဖြစ်တယ်။အငယ်ကတော့ပြင်ဦးလင်မှာသူ့ယောက်ျားနဲ့နေတယ်။တနေ့တစ်ခေါက်တော့ဒေါ်သီးရှိတဲ့ရွာလေးကိုအလေလာဖြစ်ပါတယ်။ကျန်တဲ့အချိန်တွေကတော့ဒေါ်သီးတို့လင်မယားနှစ်ယောက်ပဲအိမ်မှာရှိရများတယ်။ ကျုပ်တို့ရာနဲ့တော့တိတ်မဝေးပါဘူးဗျာလမ်းထိတ်ထက်တာနဲ့တော့ရောက်ပြီနေကင်းနေလဲဆိုရင်တော့အိမ်ကိုရောက်လာတယ်အဖွားနဲ့စကားပြောဖက်ချန်းဆက်လက်ကလေးကိုဖွာရင်းနေပေါ့ကျုပ်တို့အညာမကမိန်းကလေးတွေလဲဆက်လက်တော့ကြတယ်ဗျမျိုးကလူတွေအတွက်ကတော့ဒါကထူးဆန်းနေတယ်လို့ဖြစ်နေမှာပေါ့ဗျာငါတို့စီဝေးရင်နင်းတို့မုံရွာသွားပြရင်ခေါုံးတော့ခေါ်မှာပေါ့ဗျာဖះပူးချင်လို့မလားအေးပေါ်ကြီးဟုတ်ကဲ့ပါဗျာသွားရင်ဆိုင်ငယ်နဲ့အတော့စီကိုတန်းလာခဲ့မယ်ဟုတ်ပြီလား ညနေဆောင်ပြီဆိုတာနဲ့ဘုန်းကြီးเจ้าမှာပရိစိတ်တရားထိုင်နေကြဗျာတခါတလေကျုပ်လေလိုက်သွားသေးတာဒေါသယောက်ျားကတော့အမြဲတမ်းမူးနေတာလေအရမမူးတဲ့အချိန်ဆိုရင်တော့ကောင်းရှာပါတယ်မိမကိုထမင်းချက်ကျွေးတယ်အိမ်အလုပ်တွေလည်းသူပဲလုပ်တယ်မိမကိုတော့အတော်ချစ်ရှာတဲ့လူကြီးကြီးဗျာ သူချက်ကြွေးတဲ့ကြက်သားဟင်းကိုတော့အကြိုက်ဆုံးပဲဗျာညနေခင်းဆိုရင်ဦးလေးအရမ်းမတောက်ထားဘူးဆိုရင်တော့ကျုပ်ကိုဆိုင်ငယ်နဲ့လာခေါ်တယ်ရေတွင်းသွားချို့တာပေါ့ဗျာအညာနွေးဆိုတာကလည်းအတော်လေးပူတယ်ဗျမြို့တွေမှာဆိုရင်တော့တိုက်တွေထဲမှာနေရတာဆိုတော့တော်ပါသေးတယ်လေဓမ္မတော့မရဘူးနေခင်းဆိုရင်တော့ငရဲကြနေတယ်လို့ပဲဗျာကျုပ်ဆိုဖုန်ကြီးကြောင်ကြောင်းဝင်းထဲမှာအရေးကောင်းတဲ့တစ်ပင်အောင်မှာဖြာကလေးကိုခင်းပြီးတော့တွားအိတ်တာဗျာရွာမှာကတော်တော်နဲ့ကိုနေကအေးတာမဟုတ်ဘူး 9နာရီလောက်ကြာမှနေလို့ထိုင်လို့ကောင်းတာစီဝရင်ရေးအေးရဲရင်လားလေနေရလဲအတော်လေးပူလိုက်တာကွာအေးကွာငါတော့ခဏနေရင်တော့ဖုန်းကြီးကြောင့်ပဲသွားရမလားလို့ဖုန်းကြီးကြောင့်ဆိုလို့ငါမင်းကိုပြောရအောင်မယ်တရင်ကြပြီပြီလားဘာတရင်လဲကွာတောင်ဖုန်းကြီးကြောင့်ဝန်းထဲမှာမနေ့ကလူသေးလောင်းတလောင်းတွေ့လို့တယ်ကွာဟာဟုတ်လား ေးအဲ့ဒါရဲတွေနဲ့အလုရှုံနေတယ်ရောမားသလိုကိစ္စတွေဖြစ်တော့ဖြစ်ခဲ့ဗျတည်သွားတဲ့လူကလည်းကျုပ်တို့ရွာကမဟုတ်ဘူးဗျကျုပ်ထင်တာကတော့ဗျတခြားရွာကလူတွေကတက်ပြီးတော့ဖုန်ကြီးရောင်းဝန်းထဲမှာပြစ်ထားတာနေမယ်တောင်ကျောင်းမှာကဆရာတော်ရဲ့ကိုရင်လေး၄ပါး၅ပါးပဲရှိတာလေအဲ့ဒီလောက်အလောင်းလာပြစ်တာတော့မသိတော့ဘူးထင်မယ် ဒီကိစ္စကိုကြုတ်ဖီလိုကြားပြီးတဲ့ကညမဲ့ဆိုရင်တော့အပြစ်မထွက်နိုင်တော့ဘူးဗျာစိတ်မချလို့တဲ့ဒလိုးနဲ့တလားလောက်ကြားတဲ့အထိရွာမှာအခုလိုထပ်မဖြစ်တော့ပါဘူးထွက်ခါမှသာအမေကတော့သွားခိုင်းတော့တယ်ဟေ့အောင်ဟိုဘက်ရွာအလှသွားမလို့လိုက်ဦးမလားအေးလိုက်မယ်လေနှညာအိယာမှာနော်အဲ့ရွာကငါ့အတော်ရဲ့မောင်အလှမလို့အေးပါဟာရပါတယ်ငါနေမှာပေါ့အဲ့ဒီရွာကကျုပ်တို့ရွာနဲ့တော့တိတ်မဝေးပါဘူးဗျာဆိုင်ငယ်နဲ့ဆိုရင်တော့15မိနစ်နဲ့ဆိုရောက်တယ်အဲ့မှာကျုပ်တို့နှညာအိပြီးပြန်လာခဲ့တာအဲ့ဝစ်ကြီးတဲ့ရွာပဲဗျာရွာပြန်ရောက်တော့ဒေါ်တီကမရှိတော့ဘူးဖျားဘူးထွက်သွားပြီဆိုပဲခုသွားတာမန်းကလေးကိုတဲ့နောက်သုံးရက်ကြာရ င်တော့ရွာကိုပြန်ရောက်မယ်တဲ့ဒေါ်တီဆုံးတယ်လို့သတင်းကြားရောဗျာအတော်ထူးဆန်းတယ်ဗျာဖယားဖူးပြီးပြန်လာတဲ့သူတွေကတေးရတယ်လို့တွေးတိုးပြီးတေးတာလို့လည်းပြောကြတယ်တက်ကြီးပိုင်းတွေဆိုတော့ဒါတွေကဂရုစိုက်ရတယ်လေစိတ်တော်မကောင်းဘူးဗျာဒီလောက်ထိကုသိုလ်လုပ်တဲ့သူကြားမှဖြစ်ရလေလို့ညနေကျတော့အလောင်းကပြင်းပြီးနေပြီပေါ့သူသားသမီးတွေစီကိုဖုန်းဆက်သတင်းပို့တော့ဒီနေ့ထွက်လာမယ်လို့လည်းပြောကြတယ်နောက်ရရောက်တော့သူသားသမီးတွေကရောက်လာတာပေါ့အမေရှိတော့ကတော့မလာကြဘူးတေတော့မှအမေစီလာပြီးတော့ငိုယူကြတယ်တရားကြစရာကောင်းတယ်ဗျာအလောင်းကိုအဲ့ဒီနေ့မှပဲမြေချသတို့လိုက်တယ်ညရ ောက်တော့ဖဲတွေရိုက်ကြတာပေါ့ဗျာကျုပ်လည်းအပောင်ဝင်ပေါ့အဲ့ကာလတုန်းကလည်းရွာမှာလျှက်စင်မိကလည်းမရသေးဘူးဘုန်းကြီးเจ้าကပေးတဲ့မီးပဲရတာလေည7နာရီဆိုရင်တော့ဖြတ်ပြီလေဒါလို့နဲ့ည7နာရီကျတော့အကုန်လုံးကပြန်ကုန်ကြပြီကျုပ်ကလည်းအိတ်ချင်နေဆိုပြီးတော့7နာရီလောက်တည်းကကလထိုင်းပေါ်မှာအိတ်ပျော်နေတာနိုးလည်းနိုးရောတရားဟုတ်မှတော့မရှိကြတော့ဘူးသူသမီးတွေကတော့အထဲမှာအိတ်နေကြတာပေါ့ကျုပ်လည်းအိမ်ပြန်အိမ်အောင်မယ်ဆိုပြီးတော့ဆိုင်ငယ်ပေါ်ကိုတက်ပြီးဆက်နိုးတာပေါ့လမ်းတော်လည်းရောက်တော့ဆိုင်ငယ်ဆက်ကရုတ်တရက်ရက်သွားအောင်ဗျာအဲ့ဒါနဲ့မထူးတော့ပါဘူးဆိုပြီးတော့ဆိုင်ငယ်မီးကိုဖွင့်ပြီးတော့တွန်းသွားလိုက်တယ်အဲ့ ဲ့ဒီချိန်မှာပဲအနောက်ကနေတူလေတူလေကျုပ်နောက်ကိုလှည့်ကြည့်မိလိုက်တယ်ဘာမှလည်းမရှိဘူးကျုပ်ကိုဒေါ်သည်များခြောက်နေသလားပေါ့ကျုပ်ဆက်ဆာခြင်းတော့မကြောက်သေးဘူးဗျအဲ့ဒါနဲ့ဆိုင်ငယ်ကိုဆက်တွန်းသွားတာပေါ့ အဲ့ဒီအချိန်မှာပဲဒေါ်သီကဆိုင်ငယ်မီးအောင်မှာကျုပ်ကိုပြုံးပြီးတော့လက်ရလှမ်းခွန်နေတာကျုပ်ပြေကြောက်လိုက်တာဗျာဆိုင်ငယ်ကိုထပြီးအိမ်ကိုတချိုးနဲ့တုတ်တော့တာဒေါ်သီရဲလဲတဲ့နေရောက်မှသာအဲ့ဒီအိမ်ကိုသွားပြတော့တယ်ရဲလဲတဲ့ညာကကျုပ်ကရဲရင်ရဲရေရင်းကရေပြန်ချိုးချင်အရှိကနေလက်တားနေတာမြင်တော့ရက်ပေးလိုက်တာပေါ့တူလေးတို့ဒေါ်လေးလမ်းကြုံလိုက်ချင်လို့ပါရလားဟုတ်ကဲ့ရပါတယ်တက်လေဟိုဘက်လှည့်ပြီးပြောနေတာဗျာအဲ့ဒါနဲ့သူ့မျက်နှာကိုကျုပ်တို့ကလည်းဘဲလှည့်ကြည့်ပါမလဲဒေါ်သီကြီးဗျာလိုက်မယ်တော့လိုက်မယ်တော့အဲ့ဒီပြောပြီးတော့ပြုံးပြီးတော့ကြည်နေလားတကယ်ကိုကြောချမ်းစရာကြီးပါဗျာ ကျုပ်တို့လည်းချက်ချင်းဆိုင်ကယ်မောင်းပြီးပြေးလိုက်တော့တာနောက်နေ့ကျတော့ဒေါသီတရေနေကတရွာလုံးကိုပြန့်နေတာပဲဗျာတချို့ဆိုဒေါသီရဲ့အိမ်ရှိကိုဖျက်သွားရင်အိမ်ထဲဝင်မအောင်ဆိုပြီးတော့ချမ်းဝါးကနေလှန့်ခေါ်တာဗျာချင်းကတ်တဲ့အကိုလေးဆိုရင်လည်းချင်းလုံးအိတ်အိမ်နဲ့ကြသွားလို့တွားကောက်တော့အိမ်ထဲမှာသူ့ယောက်ျားလည်းမရှိဘူးတယ်ဗျာအဲ့ဒါနဲ့ဝင်ကောက်တော့ချောင်းစိုးတန်နေလဲကြားရတယ်တဲ့ပြီးတော့သူတို့ပြန်ထွက်မဲ့အိမ်ဝမှာရက်နေတာသူတို့ဆိုဒေါသီကိုမမြင်ချင်အောင်ဆောင်ပြီးတော့ပြန်ထွက်ရတယ်လေဗျာထိုအိမ်ကြီးကိုနောက်တော့ဘယ်သူမှလည်းမလာရဲကြတော့ဘူးသူ့ရဲ့ယောက်ျားလည်းဘယ်ရောက်သွားမှန်းလဲမသိတော့ပါဘူးဗျာသားသမီးတွေကလည်းမနေကြတော့အိမ် င်ကိုဒီတိုင်းပဲပြစ်ထားကြတာဟာဗျကျုပ်ဆိုရင်အဲ့ဒီအိမ်ရှိကိုဘယ်တော့မှမဖျက်ဝင်ဘူးဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်းသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်